ားလုံးပဲမင်္ဂလာပါဆက်စပ်တော့ဒီနေ့ဟင်သရစ်ကမှာဖြစ်တဲ့ခုတ်တုံလီစလူနဲ့ယောလီစလူအကြောင်းကိုရှင်းပြပေးသွားပါမယ်ခုတ်တုံလီစလူဆိုတဲ့အဓိပ္ပာယ်လေးကတော့ဘွားဖို့လုံးမဲ့ဘွားဖို့ဆုံးဖြတ်ထားတဲ့ယောလီစလူရရတော့ဘွားဖြစ်အောင်လုံးမဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးရှင်းပြပေးသွားပါမယ်ပထမဦးဆုံးကတော့ခုတ်တုံလီစလူနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားပါမယ် အိပယ်လေးကတော့ဘွားဖုတ်လုံးမယ်ဘွားဖုတ်ဆုံးဖြတ်ထားတယ်အဲ့တော့ခုတူလေးစုလို့ရဲ့သဘောတရားလေးကိုတော်ပြီးကြည့်ကြရအောင်ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့စိတ်ပိုက်ဖြတ်ပြီးကိုယ်တိုင်လုံးဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတွေမှာတော်ပြီးပါတယ်အဲ့တော့သူကကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတဲ့အခါတွေမှာအတော်ပြီးပါတယ်ခုတူလေးစုလို့အစင်းမှာအတော်ပြီးတဲ့ ဆက်သုံးစုကတော့ G-Shock ရဲ့ 9K တဲ့ iru ဖြစ်ပါတယ်အဲ့တော့ဆက်သေးလို့ကဆက်လက်ပြီးတော့ Rebel တွေကိုသွားပြီးကြည့်ကြရအောင်နော် Rebel တွေမှာတော့ဖျော်ဝဖယားကုနေလို့ခုတ်တော်နေするဒီနေ့စောစောအိမ်ဖို့ဆုံးဖြတ်တာတယ်အိမ်ပေါ်ဆုံးဖြတ်ကြတာကကိုယ့်ရဲ့စိတ်ဆိုင်တဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့အတွေ့အကြုံခုတုံလေးစုလို့ကိုအတော်ပြထားပါတယ်။ခု ုံလေးစူရူရဲ့အစင်းမှာအတုပ်ပြထားရတယ်။ဆက်စိုးစုကူကတော့ဂျီရှော့ခေကိုအတုပ်ပြထားပါတယ်။အဲ့ဒါဆိုဆက်စိုးစက်လေးပြီးနောက်တစ်ချက်ကြည့်ကြရအောင်။ကိုရီခါရောဝါနာနီမိုအီဝါနိုင်တဲ့ဒါမတေရုကုတိုနီရှိမအခုကစာရီဘာမှမပြောတော့ပဲနှုတ်ဆိတ်နေဖို့ပဲဆုံးဖြတ်ထားတယ်။နှုတ်ဆိတ်နေဖို့ဆုံးဖြတ်ထားတာကကိုယ့်ရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတေကြောင့်ကုတိုနီရှိမကိုအတုပြုထားပါတယ်။ ခုတော်လေးရှိမရဲ့အစေးမှာအတော့ပြူထားတဲ့ဆက်စိုးစုခုကတော့ဘတ်တဲဒီလူဖြစ်ပါတယ်။ယောနီဆူရဲ့ဘောပြာကတော့အပြုတ်မှုတစ်ခုအလေးထားတစ်ခုကို လုံဖြစ်အောင်စူးစမ်းနေတယ်။မလုံဖြစ်အောင်စူးစမ်းနေတဲ့အခါလေးမှာပုံပါရတယ်။အဲ့တော့အပြုတ်မှုတစ်ခုအလေးထားတစ်ခုကိုစူးစမ်းလုံဆောင်နေတဲ့ ဆိုတဲ့သဘောတရားဖြစ်ပါတယ်။ယောနိစုရဲ့အစိမ်းမှာအသုံးပြုမဲ့ဆက်စောစုကတော့ G-Shock K 9K ဖြစ်ပါတယ်။အဲ့တော့ဆက်စလို့ဆက်လက်ပြီးတော့ Rebore ကိုတွေ့ကြည့်ကြရအောင်။ Mainichi Dekiru Take Aruku Yoni Suru နေ့တိုင်းတန်းတန်းတလားလမ်းဆောင်ဖြစ်အောင်လုပ်မယ်။နေ့တိုင်းလမ်းဆောင်ဖြစ်အောင်ကြိုးစားလှုပ်ဆောင်နေတဲ့အတွေ့အကြုံ ယောနိစုရုကိုအပုပ်ပြုထားပါတယ်ယောနိစုရုရဲ့အစိမ်းမှာပုတ်ထားတဲ့ဆက်စပ်စုကတော့ယေရှော့ခင်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ချောင်းဆိုလို့ဆက်လက်ပြီးကြည်ကြရအောင်ခင်ကိုနောတာမေနိယာဆာယောတာဝဲလူယောနိစုရုကျမ်းမာရေးအတွက်ဟင်းသီဟီရေကိုစာဖြစ်အောင်လုပ်မယ် ကျောင်းမနေတဲ့အတွက်ဟင်းသီးဟင်းရဲကိုစားဖြစ်အောင်တူးဆောင်းလှုပ်ဆောင်နေတဲ့အတွေ့အကြောင်းယောနိစုရုကိုအသုံးပြုထားပါတယ်။ယောနိစုရုရဲ့အစင်းမှာတုံထားတဲ့ဆက်ဆန်းစုစုကတော့ဂျီရှော့ကေဖြစ်ပါတယ်။မိုင်းနီချင်းစန်ချီကန်ပခီယောစုရုနေ့တိုင်း၃နာရီကြာစာလေးလာနေ့တိုင်းစာလေးလာမယ်ဆိုတဲ့ဗောဒီယာအတွေ့အကြောင်းဆိုပြီးယောနိစုရုကိုအသုံးပြုပေးရပါမယ်။ စူးစားလုံဆောင်နေတဲ့ဆိုတော့ကြာဖြစ်ကြပါတော့။ဟောနေ့တိုင်း၃နာရီကြာစာလေးလာဖြစ်အောင်လုပ်နေ။အဲနောက်တစ်ခြားကကြာတော့အစတာကာတာဘောကိုရမယ်။မနေ့ဖြန်ကနေစာပြီးဆေးလေးကိုမတောက်ဘူး။မနေ့ဖြန်ကနေစာဆေးလေးကိုမတောက်ဘူး။ဟုတ်ကဲ့ပါမှာပေါ့နော်။အကြောင်းလို့ဆိုပြီးခုတို့နိစူတို့တောက်ပြရပါမယ်။အားလုံးပဲရစ်စပေးလို့ဆက်စစ်နေပါမယ်။